ကျွန်တော်ကိုယ်တိုင်20ဒေါ်လာမြန်မာငွေနဲ့ဆိုရင်တသိန်းဒီပေါကိုပတ်စံထုတ်ယူချေအောင်မြင်ထားတယ်။ Telegram မိုင်းနေလေးတစ်ခုပဲဖြစ်ပါတယ်။တနေ့တစ်ခါမိုင်းနေဝယ်သူပေးယုံနဲ့ဒေါ်ကွိုင်လေးတွေရရှိမှာဖြစ်ပြီးတော့ရရှိလာတဲ့ဒေါ်ကွိုင်လေးတွေကို USDT အနေနဲ့ပြောင်းလို့ရမှာဖြစ်ပါတယ်။ပြောင်းလဲလို့ရရှိလာတဲ့ USDT လေးတွေကို Binance OKI, Bybit, BK Associate လက်ခွေတို့ Wallet တွေနဲ့ပတ်စံပြန်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နဲ့အတူ Telegram မိုင်းနေလေးထဲကနေမိုင်းနေဘလို့တူမလဲဒေါ်ကွိုင်လေးတွေကို ုဘလို့ဆောင်လဲ USDT လေးတွေကိုပတ်စံဘလို့ထုံးမလဲဆိုတာလေးကိုကျွန်တော်နဲ့အတူအစောတိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် okay ကျွန်တော်ကိုတိုင်20ဒေါ်လာမြန်မာငွေနဲ့ဆိုရင်တသိန်းနီးပေါင်းကိုပတ်စံထုတ်ယူချေအောင်မြေထားတယ် Telegram မိုင်းနေလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ပတ်စံထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်ကျွန်တော်20ဒေါ်လာထုတ်ယူချေကဆိုရင်ကျွန်တော်စီကိုရရှိလာတဲ့ပမာဏကဆွဲဒီမှာ19ဒါလမ9 USD FTP ပဲဖြစ်ပါတယ်။ဟုတ်ပြီဒီ Telegram မိုင်းနေလေးကဆိုရဲဒီမှာဒေါကွန်ဆိုတဲ့မိုင်းနေလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်လည်းပဲကျွန်တော်ပတ်စံထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ပတ်စံထုတ်ယူထားတာလေးပဲဖြစ်ပါတယ်။ Withdraw successfully 19.96 USDT ပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ပတ်စံထုတ်ယူထားတဲ့ရေဆွဲကားဆက်ဒီမှာ2020က20ဆယ်ရနေ9လပိုင်းပေါ့နော်။ Okay ဒီထဲကနေကျွန်တော်တို့မိုင်းနေဖလို့တူလို့ရမလဲပတ်စံဖလို့ဆောက်လို့ရမလဲဆိုတာလေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ဒီထဲကနေမ ိုင်းနေတူးမဲ့ဆိုရင်ကျွန်တော်ပြထားတဲ့လေးကနေတဲ့ခြေဝေလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ကိုလူတို့ကဒီမှာမိုင်းနေဆောက်တူးနေပြီပဲဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကဒီအပေါ်မှာဆိုရင်အချိန်ပေါ့နော်တနေ့တစ်ခါမိုင်းနေဝေတူးပေးရုံနဲ့ဒေါက်ကွိုင်လေးတွေရရှိမှာဖြစ်ပါတယ်ရရှိလာတဲ့ဒေါက်ကွိုင်လေးတွေကိုကျွန်တော်တို့ကဒီ USDT အနေနဲ့ပြန်လဲပြောင်းပြီးတော့ပေါ့နော် OKI ဘိုင်းနေဘိုင်းဘီဘီကအစစီတဲ့ခရစ်တိုဟိုလဲတွေနဲ့ပတ်ဆက်ပြထုတ်ယူလို့ရမှာဖြစ်ပါတယ်โอเคဒီလိုပတ်ဆက်ထုတ်ဖို့ဆိုရင်ကျွန်တော်ဗီဒီယိုနောက်မှာအသေးစိတ်ပြောပြပေး းမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ကဒီရရှိလာတဲ့ဒေါကွိုင်လေးကို USDT အနေနဲ့ပြောင်းမယ်ဆိုရဲကျွန်တော်တို့ဒီအောက်ကမီနေဆိုရဲနေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့မီဆိုတဲ့နေရာလေးကိုတချင်နှိပ်ပေးလိုက်ပြီးဆိုရဲဒီမှာကျွန်တော်တို့ကဒီဒေါကွိုင်ကိုပေါ့နော်ဒီရရှိလာတဲ့ဒေါကွိုင်လေးတွေကိုကျွန်တော်တို့ကဒီမှာ USDT အနေနဲ့ပြောင်းလဲမှာဖြစ်ပါတယ်ဒီအောက်မှာဆက်ကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်ကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးကဆိုရင်20တက်တမ6 USDT ပဲဖြစ်ပါတယ်โอเคဒီထက်ကကျွန်တော်တို့ရရှိလာတဲ့ဒီဒေါက ပိုင်လေးတွေကိုကျွန်တော်တို့ကဒီ USDT အနေနဲ့ပြောင်းမဲ့ဆိုရင်ဒီအလဲကမျောလေးကိုတစ်ချိတ်နှိပ်ပစ်လိုက်ပါဒီအလဲကမျောလေးကိုတစ်ချိတ်နှိပ်ပစ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာရရှိလာတဲ့ဒေါက်ကွိုက်လေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒေါက်ကွိုက်ဒေါက်ကွိုက်ကို052 USDT နဲ့ညီမျောမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကရရှိလာတဲ့ဒေါက်ကွိုက်လေးတွေကိုဒီ USDT ကိုပြန်လဲပြောင်းမဲ့ဆိုရင်ဒီမှာကျွန်တော်တို့လဲမဲ့အမောက်လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ပြောင်းမယ်ပေါ့โอเคဒီလိုကျွန်တော်တို့က7ကွိုက်ရရှိထားတဲ့ဆိုရင်ဒီညလေးမှာ10ကိုရိုက်ထည့်ပေးလိုက် ယ်ပါဒီအမောက်စီရရှိလာတဲ့ဒေါ်လာပမာဏလေးကိုသူကပြပေးထားမှာဖြစ်ပါတယ်ကွန်ဖာစွေနေရာလေးကိုနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဒေါ်ကွန်ကနေပေါ့နော်ဒီ USDT လေးကိုရရှိသွားမှာဖြစ်ပါတယ်ငွေထုတ်တဲ့အပိုင်လေးကိုကျွန်တော်နောက်မှဆက်ပြောပြမှာဖြစ်ပါတယ်ဒီထဲကနေမိုင်းနေတူလို့ရရှိလာတဲ့ဒေါ်ကွန်လေးတွေကိုကိုလူတို့အတီစီဘီလောက်ပြီးလို့ကျွန်တော်ထင်မိပါတယ်โอเคဒီထဲကနေကျွန်တော်တို့ကဒီဒေါ်ကွန်လေးတွေကိုမြင်းများလူချီတယ်မြင်းများမိုင်းနေတူချီတယ်ဆိုရင်ကျွန်တော်တို့ကဒီရင်းဒီမြုံနယ်လို့ရောက်မှာဖြစ်ပါတယ်ပေါ့နော်ရင်းဒီမြုံနယ်မှာဆိုရင်ကျွန်တော်တို့ကဒီအောက်ကဂိတ်ပူစာလေးကို တစ်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့အတူကပေါ့နော်ဒီမှာအဆက်ဆက်ပေးထားမှာဖြစ်ပါတယ်ပထမတစ်ခါဆက်ကျွန်တော်တို့ကန်ဝဲဒုတိယတစ်ခါဆက်ကျွန်တော်တို့ဒီမှာကတ်တူဒါတတိယတစ်ခါဆက်ကျွန်တော်တို့ဒီမှာကတ်3ပေါ့နော်ဖေးဒီထက်ကနေကျွန်တော်တို့ကဒီရင်းနှီးမြုပ်နှံမယ်ဆိုရဲကျွန်တော်တို့ပထမတစ်ခါကိုကျွန်တော်အရေးပြောပြပေးမှာဖြစ်ပါတယ်ဒီမှာကန်ဝဲဆွဲနေရလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွဲကျွန်တော်တို့ကဒီမှာခဏလေးစောက်ပေးလိုက်ရုံနဲ့โอเคဒီနေရာလေးကိုရောက်လာတဲ့အခါမှာဆွဲဒူရော15ဒေါ်လာလောက်ရင်းနှီးမြုပ်နှံလိုက်မယ်ဆိုရင်ရ ေသုံးဆက်အတွင်းမှာကျွန်တော်တို့ကဒီတနေ့တစ်ခါပေါ့နော်6တန်းနှမဆင်းဒုတ်ကွိုင်ရရှိမယ်လို့ပြောထားခြေပဲဖြစ်ပါတယ်15ဒေါ်လာကျွန်တော်ကယင်းဒီမြုံနဲ့ယုံနဲ့ရေသုံးဆက်အတွင်းမှာကျွန်တော်တို့ကတနေ့တစ်ခါ6တန်းနှမဆင်းဒုတ်ကွိုင်ရရှိမှာဖြစ်ပါတယ်6တန်းနှမ အခြားတနမဆေးကိုကျွန်တော်တို့ကရေ30နဲ့မြှောက်လိုက်တဲ့အခါမှာဆွဲဖလောက်ရရှိမလဲဆိုတာလေးကိုကိုလူတို့ပဲတွေးကြည့်လိုက်ပေါ့လို့ Okay ဒီမှာအခါတော့ကျွန်တော်ကကန်ဝဲအနေနဲ့ပြောပြပေးချေဖြစ်ပါတယ်ကန်တူးလေးကိုတစ်ချက်တွားလိုက်ရအောင်ပေါ့နော်ကန်တူးဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့လူ အဲဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာခဏလေးစာပေးလိုက်ရုံနဲ့ဒီမှာကျွန်တော်တို့ကဒီ95 USDT လေးကိုကျွန်တော်တို့ကယင်းဒီမြုပ်နှံမယ်ဆိုရင်ရေ30ဆက်အတွင်းမှာကျွန်တော်တို့ကဒီတနေ့ကိုပေါ်တော့90နဲ့ဒေါက်ကရစီမယ်လို့ပြောထားခြေပန်းဖြစ်ပါတယ်90နဲ့ကိုကျွန်တော်တို့က30နဲ့မြောက်လိုက်တဲ့အခါမှာဆိုရင်ရစီလာတဲ့ဒေါက်ကပမာဏလေးတွေကိုကျွန်တော်တို့ကတွေးမြင်ရမှာဖြစ်ပါတယ် โอเคဒီထဲကနေရရှိလာတဲ့ဒေါက်ကွိုင်လေးတွေကိုကျွန်တော်တို့ကဒီ USDT အနေနဲ့ပျောက်တဲ့နီလန်းလေးကိုလည်းကိုလူတို့တီထားပြီးဆိုရင်ဒီထဲကနေငွေသွင်းတဲ့နီလန်းလေးကိုကျွန်တော်တို့တွားလိုက်ရအောင်ပေါ့နော်ဒီထဲကနေရင်းနှီးမြှုပ်နှံမဆွေကျွန်တော်တို့ဒီငွေသွင်းမယ်ပေါ့နော်ငွေသွင်းမဆွေဒီကောင်လေးကိုတစ်ချင်နှိပ်ပြလိုက်ပေါ့ဒီလိုနှိပ်ပြလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ငွေသွင်းလို့ရမယ်ခရစ်တိုဝေါ်လက်ဒီကိုသူကပေးထားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ငွေသွင်းချင်တဲ့ဝေါ်လက်တစ်ခုကိုယူလိုက်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဥပမာနေတဲ့ BEB 29ယူပြမှာဖြစ်ပါတယ်โอเค BEB 24ကိုကျွန်တော်တို့တစ်ချင်ဝေလိုက်တဲ့အခါမှာ မှာဆိုရင်ဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာ address ကို copy ယူပေးရမှာဖြစ်ပါတယ် deposit address ပေါ့เนาะကျွန်တော်တို့ကဒီငွေသွင်းမှာဖြစ်တာကြောင့်မလို့ဒီ copy လေးကိုတစ်ချက်ယူပေးလိုက်ပါကျွန်တော်တို့ငွေသွင်းချင်တဲ့ဒီ crypto wallet တစ်ခုခုယူပေးလိုက်ပေါ့เนาะကျွန်တော်ကတော့ဒီနေရာလေးမှာ binance ကိုပြောင်းပေးမှာဖြစ်ပါတယ် binance လေးထက်ကိုတစ်ချက်ဝေလိုက်ပါ okay okay ဒီလိုဝေလိုက်ပြီဆိုကျွန်တော်တို့ကဒီအောက်က access ဆိုတဲ့နေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပါဒီမှာ withdraw ဆိုတဲ့နေရာလေးကိုတက်ချင်းနှိပ်ပေးရမှာဖြစ်ပါတယ် withdraw ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပြီဆိုဒီအောက်က withdraw ဆိုတဲ့နေရာလေးကိုထပ်မံနှိပ်ပေးရမှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ကဒီဒီ USDT ကိုတွင်းမှာမဟုတ်လို့ဒီကောင်လေးကိုတက်ချင်းရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာ set ဒီဒီကောင်လေးကိုရွေးပေးရမှာဖြစ်ပါတယ်ပေါ့နော်အပေါ်ကကောင်လေးကိုတက်ချင်းရွေးပေးလိုက်ပါရွေးပေးလိုက်ပြီဆိုဒီမှာ network ကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာလေးမှာလောကမောလို့မရဘူး ပေါ့နော်ဒီနေရာလေးမှာမောင်းတောင်နဲ့ကျွန်တော်တို့ရဲ့ပတ်စံကဆုံဆုံးမှာပဲဖြစ်ပါတယ်โอเคဒီမှာဆွဲကျွန်တော်တို့က BEP 20ကိုရွေးထားလာမလို့ဒီနေရာလေးမှာ BEP 20ကိုရွေးပေးရမှာဖြစ်ပါတယ် BEP 20လေးကိုတစ်ချစ်ထောက်လိုက်ပါထောက်လိုက်ပြီးဆိုရင်အပေါ်မှာကျွန်တော်တို့ copy ယူလာတဲ့ address ကိုပေးချပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် copy ယူလာတဲ့ address ကိုပေးချပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီအမှာအဲကျွန်တော်တို့ပေါ့နော်ငွေသွေးမဲ့ပမာဏကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဆန်ကကျွန်တော်တို့ဒီမှာဆွဲပေါ့နော်ဆန်ကဒေါ်လာလို့ကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်က ဝဲလောဆွေနေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ဒီလိုမိုင်းနေဒီမိုင်းနေလေးထက်ကိုပေါ်တော့ကျွန်တော်တို့ဒီငွေသွေးထားတဲ့ပမာဏကရောက်စီလာမှာဖြစ်ပါတယ်ဟုတ်ပြီဒီထက်ကိုပေါ်တော့ကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ဒီနေရာလေးမှာလာပေါ်နေမှာဖြစ်ပါတယ် Okay ဒီလိုကျွန်တော်တို့ငွေသွေးလိုက်ချေအောင်မြင်သွားတဲ့အခါမှာဆိုရင်သူကဒီတနေ့တစ်ခါပေါ့နော်ဒေါ်ကွိုင်လေးတွေကိုတကယ်လို့15ဒေါ်လာကျွန်တော်တို့သိမ်းမှတ်ဆိုရင်တနေ့ကို charter နမဆေးဒေါ်ကွိုင်ရစီမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ဒေါ်ကွိုင်လေးတွေပြန်လဲစူပြီးတော့ပေါ့နော်ရစီလာတဲ့ဒေါ်ကွိုင်လေးတွေကိုကျွန်တော်တို့က USD အနေနဲ့ပြန်ချိမ့်မဲ့ဆိုရင်ဒီမှာဒီပုံစံလေးကိုတချင်နှိပ်ပေးပါနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ချိမ့်မဲ့အမောက်လေးကိုရိုက်ထည့်ပေးလိုက်ပါရစီလာတဲ့ USD ပမာဏလေးကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ် confirm ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါ okay ဒီလိုပြောက် ော့ဆွေချေအောင်မြေတော့ပြီးဆွေကျွန်တော်တို့ပတ်ဆက်ထုတ်တဲ့နီလန်းလေးကိုတွားလိုက်ရအောင်နော်မွေထုတ်တဲ့နီလန်းလေးကိုတွားမဲ့ဆွေကျွန်တော်တို့ဒီအောက်ကဝေလောဆယ်နေရာလေးကိုတချင်နေပေးလိုက်ပါနေပေးလိုက်ပြီးဆွေဒီနေရာလေးမှာကျွန်တော်တို့က password ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ SAP ရ password ကိုဒီနေရာလေးမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီ password လေးတွေကဆွေကျွန်တော်တို့လုံးဝမေးလို့မရပါဘူးပေါ့နော်ဒီ password ကိုကျွန်တော်တို့မေးသွားတဲ့အခါမှာဆွေကျွန်တော်တို့ပတ်ဆက်ကဆုံဆုံနဲ့ချေစီတော့မလို့ဒီ password လေးကိုကျွန်တော်တို့ဒီချာလေးမှတ်ထားပေးရမှာဖြစ်ပါတယ် okay password ကိုရိုက်ထည့်ပေးလိုက်ပြီးဆွေကျွန်တော်တို့ဒီမှာကျွန်တော်တို့ပတ်ဆက် ထုံမဲ့ဝေါ်လက်တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆယ် PEP 20 DRA 20ပေါ့နော်ဒီအစားစီးတဲ့ဝေါ်လက်တွေကိုကျွန်တော်တို့ရွေးချယ်ပေးလိုက်ပါကျွန်တော်ကတော့ဒီမှာ PEP 20ကိုပဲကျွန်တော်ပြောင်းมาဖြစ်ပါတယ် PEP 20လေးကိုတစ်ချေထောက်ပေးလိုက်ပါဒီလိုထောက်ပေးလိုက်ပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့က add link ထည့်ပေးရမှာဖြစ်ပါတယ်ပတ်စံထုတ်ယူမဲ့ add link ကို copy ကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီလို အပတ်စထုံမဲ့အတွဲကိုကျွန်တော်တို့ထည့်ပေးမဲ့ဆွဲကျွန်တော်တို့ခုနဘိုင်းလေးလေးထက်ကိုတစ်ချက်ဝေးလိုက်ပေါ့ဟုတ်ဆိုရနေရလေးကိုကျွန်တော်တို့တစ်ချက်ပြတ်သွားလိုက်ပေါ့နော်ပြတ်သွားလိုက်ပြီဆိုရင်ဒီအောက်ကအဆန်းဆိုရနေရလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ ဒီလိုနှိပ်ပြလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကဒီ process ဆွဲနေရလဲကိုတက်ချင်းနှိပ်ပြလိုက်ပေါ့နှိပ်ပြလိုက်ပြီဆိုရင်ဒီမှာ USDT လေးဒီကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါလေဒီကောင်လေးကိုရွေးပေးလိုက်ပါရွေးပေးလိုက်ပြီဆိုရင်ဒီမှာ newe ကိုရွေးပေးရမှာဖြစ်ပါလေ newe ကဆိုရင်ကျွန်တော်တို့က BEB 20ဖြစ်တာကြောင့်မလို့ BEB 20လေးကိုတက်ချေထောက်လိုက်ပေါ့ထောက်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့က BEB 20 copy ယူလို့ရတဲ့ array ကိုဒီကဒီမှာပြပေးသားမှာဖြစ်ပါလေဒီ nabla က copy ပုံစံလေးကိုတက်ချေနှိပ်ပြလိုက်ပေါ့ရရှိလာတဲ့ array ကိုခုနကျွန်တော်တို့ main နေလေးထပ်ကိုပြတ်သွားလိုက်ပေါ့နော်ပြတ်သွားလိုက် ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က ရရှိလာတဲ့ဒီ ad link ကိုဒီနေရာလေးမှာပေးချပေးရမှာဖြစ်ပါတယ်ပေးချပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ ad တွေကဒီလိုနေရာလေးဖြစ်လာမှာဖြစ်ပါတယ်ပေါ့နော် okay ဒီလိုဖြစ်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ပတ်ဆက်ထုတ်ယူလို့ရမယ့်အမှောက်ကိုသူကရိုက်ထိုက်ပေးရမှာဖြစ်ပါတယ်အ ਨੇ ဆုပ်ပမာဏကဆိုရင်ကျွန်တော်တို့ဒီမှာဝါဒနာမ5 USDT ပဲဖြစ်ပါတယ် okay ဒီမှာဆိုရင်ကျွန်တော်တို့100ဒေါ်လာကျွန်တော်တို့ရဲ့ account လေးထဲမှာစီးတဲ့ဆိုတဲ့ပဲထောက်ပါတော့ပေါ့နော်သူက30ကိုရိုက်ထိုက်ပေးလိုက်ပါဒီအမှောက်ဆိုရင်ပေါ့နော် Neway Fleet ကဆိုရင်ကျွန်တော်တို့0ပဲဖြစ်ပါတယ်ဒီမှာ exchange အနေနဲ့ကျွန်တော်တို့က0.53 USD ေတူကတော့အကောက်ခံမှာဖြစ်ပါတယ်ဒီအောက်မှာဆွဲကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးပဲဖြစ်ပါတယ်ကိုဒရမခေါ် USDT ပဲဖြစ်ပါတယ် okay ဒီလိုမှတ်ကန်ပြီးဆွဲကျွန်တော်တို့ကဒီအကောက်ကော်ဖတ်ဆွဲနေရာလေးကိုနှိမ့်လိုက်တဲ့အခါမှာဆွဲကျွန်တော်တို့ရပတ်အလီထက်ကိုပေါ့လို့ပတ်စံကဝေလာမှာပဲဖြစ်ပါတယ်လောဝါတရားရခိုင်နှုတ်ပေးတဲ့တလီဝါမိုင်းနေလေးတစ်ခုပဲဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာဒီလိုတရားရခိုင်နှုတ်ပေးတဲ့တလီဝါမိုင်းနေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်